ကဲဒါကတော့ညနေညနေကျတော့ဒီမနက်က29ထွက်တယ်ပေါ့နော်29ထွက်တယ်အဲ့တော့ညနေအတွက်ကြည့်မယ်ဆိုရင်ဒီမှာကို6တုံညကို6တုံညက5နော်5 ငားရတယ်အဲ့ဒီငားဒီမှာတော့ဒီဘက်ကနောက်တစ်ခုတိရှိတိရှိတော့တိရှိတော့နှစ်ရနှစ်ရဆိုတော့အဲ့မှာ25ဆိုပြီးတော့ဒီမှာထွက်တယ်เนาะဒီနှစ်နဲ့ဒီငားနဲ့25လို့ထွက်တယ်အဲ့တော့နောက်တစ်ခု ဒီမှာက3ရေ3ရေ3ရေ5ရေ335ပေါင်းချင်းပါရတိရနော်33ပေါင်းလို့6 6နဲ့5နဲ့ပေါင်းလို့တိရတိရတယ်အတော့ဒီမှာနောက်ထပ်ဒီဘက်ကသူနဲ့တွဲမဲ့ကောင်က112 112ပေါင်းတော့400เนาะ400အဲ့တော့41ဆိုတဲ့ကောင်ကဒီ4နဲ့ဒီ1 41လို့အပြီးထွက်တယ်เนาะ ီတော့ဟာ2 5ထွက်တယ်ဒီမှာကျတော့4 1ထွက်တယ်နော်4 1ထွက်တယ်အဲ့တော့ဒီကျွန်တော်ဒီညနေအတွက်ဆိုရင်ပါရလဲပေါ့ညနေအတွက်ဆိုရင်ဒီက3ညရယ်ဒီက3ညရယ်ဒီက2ရယ်ဒီက3ရယ်ပေါင်းတော့ပါရ300 300အဲ့ဒီဘက်မှာကျတော့ 300ရယ်900ရယ်400ရယ်ပေါင်းရပါရ300ရယ်ဒီမှာ3 3ဆိုတာလာတူတယ်ပေါ့နော်အဲ့တော့အပေါ်မာတွေတော့ကတော့အဘီထွက်တယ်25ထွက်တယ်41ထွက်တယ်ဒီမှာ33 33ဆိုတော့33အဲအပူလည်းမထွက်သေးဘူးနော်၃၃ထွက်ရင်တော့ထွက်လို့ရရတိုးတော်လည်း၃ဘိုင်လို့ပဲယူဆယူဆလို့ရတယ်ခေါ့နော်၃ဘိုင်အနေနဲ့ပဲကျွန်တော်ယူဆလို့ရတယ်နော်၃ဘိုင် ုတ်ပြီ3ကနောက်ထပ်ဘယ်လိုရှိအောင်မလဲပေါ့နော်3ကနောက်ထပ်ဘယ်လိုရှိအောင်မလဲဆိုရင်3ပိုင်းလိုယူစားတယ်3ကနောက်ထပ်ဘယ်လိုရှိမလဲဆိုရင်အာနောက်ဘိတ်အနေနဲ့သူကတွေ့ရတာရှိတယ်ပေါ့နော်နောက်ဘိတ်အနေနဲ့3ကိုဘယ်လိုတွေ့လဲဆိုရင်ဒီမှာက29 29အဲ့တော့ဒီ8 8 8ပေါင်းရင်းက၃ရရတယ် ရှစ်တစ်တစ်ပေါင်းချင်းရသုံးညရသုံးည9ပေါ့နော်သုံးညရင်9ရေးရသုံးညသုံးညဘာဝသူက9ဆိုအဲ့မှာကြတော့သူကဒီမှာ96 96သုံးညပေါင်းတော့9ရတယ်အဲ့ဒီ9ဒီ9ပေါ့နော်ဒီ9နောက်တစ်ခုဒီမှာကြတော့ဒီ19 19တစ်ပေါင်းတယ်တိရတယ်နော်တစ်ဘာဝ6ဆိုပြီးရတယ်တစ်6လို့ရေးရတယ် တိ6ရေးထားပဲဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်83ရေ9ရေပေါင်းလား83 9ပေါင်းချင်း6 6ဆိုဒီ6ပေါ့နော်တခါဒီမှာ9 9ရေ9 9ရေ3ည3ည8ပေါင်းလား4တော့4 9ရ4 9ဆိုရရ4 9ရတော့သူကဒီမှာ1 1 1ပေါင်းချင်း4 ်တင်းတင်းတဲ့ပေါင်းကြီးရဲ့လေးဆိုဒီလေးပေါ့နော်ဒီလေးဖြစ်သွားဒီလေးဖြစ်သွားအဲ့တော့နောက်တစ်ခါဒီမှာ96ရေဒီက2ရေပေါင်းတော့ဗျာ600ရာဆို61ဆိုတာရေးရမယ်61ရေးဖို့ပြီးတော့ဒီမှာနောက်က3လုံးတက်လိုက်မယ်ဆိုရင်94 3ထည့်မယ်ဆိုရင်6ဖြစ်မယ်နော်3ထည့်မယ်ဆိုရင်6ဖြစ်မယ်တကယ်လို့မှ1ဖြစ်ချင်တယ်ဆိုရင်တော့8ထည့်မှရမယ်နော်38အပိတ်လာတွေ့ တုံးချင်အပေါ်မှာတော့သူကပါဝါပါဝါအောက်မှာဒဲဒဲနော်အဲ့လိုမျိုးဖြစ်နေအပေါ်မှာတော့ဒီမှာပါဝါလုံးကိုလာပြီးတယ်ပါဝါလုံးကိုလာပြီးတယ်အောက်မှာဒဲဒဲဆိုရင်6ဖြစ်မယ်ဆိုရင်3 3အပိတ်ဆိုလာတွေ့နော်3ကအဲ့လိုမျိုးတွေ့အဲ့တော့3နဲ့ဘာနဲ့တွဲမလဲပေါ့နော်ကျွန်တော်3ကိုပဲယူလိုက်တော့3နဲ့ဘာနဲ့တွဲမလဲဆိုတာတစ်ချက်ကြည့်မယ်နော်3နဲ့တွဲမယ်ကောင်းလိုက်ရှာမယ်ဆို3နဲ့တွဲမယ်ဟာချက်ကြည့် တော့ဒီမှာက29ပေါ့နော်29 29ဆိုတော့ဒီ3ည186 186ဘောင်ညင်က900ရတယ်ဆို9ညဝန်းကျင်ရတယ်9ညဝန်းကျင်က तू က3ညဒီမှာပြီးတယ်ဒီ3ညပေါ့နော်တစ်တစ်3ဘောင်တော့9ပဲဆိုတော့ဒါလည်း9ညဝန်းကျင်ပဲရတယ်နော်9ညဝန်းကျင်ဆိုတော့ဒီ9ပေါ့9ပြီးတယ် တခါ3ည6နှစ်ပေါင်းတယ်3ည6နှစ်ပေါင်းခြင်းရတယ်16ဝန်းခြင်းရတယ်16တော့16ဝန်းခြင်းရဒီမှာတစ်ပြီးတယ်အဲ့တော့ညနေဆိုရင်ဒီမှာ25 25ပေါင်းခြင်းရတယ်နော်တော့16ပဲရတယ်16ဝန်းခြင်းရှိအဲ့တော့ဒီကျွန်တော်တို့ကရရတယ်3နဲ့တွဲမဲ့ကောင်အဲ့နှလုံးပေါ့နော်16ဝန်းခြင်းဒီမှာစပြီးတော့ရတယ်ပေါ့16ဝန်းခြင်းရတယ်ပေါ့ဒီ 6ဝမ်းကြီးဘောနော်ဒီ6ချိန်တကူစရတယ်ဘောနော်ဒီ6ချိန်ပထမဆုံးခုဘောနော်ပထမဆုံးခုဟုတ်ပြီနောက်တစ်ခုကကြတော့ဒီ6ချိန်လေးကဘယ်လိုလေးရှိသေးလဲဆိုဒီမှာနေရာစားလဲဆိုရင်9ရက်4ရက် ကိုလီသုံးပေါင်းချင်းကားတဲ့6တိရ6တိရအဲ6တိတည်းတိပေးတယ်တခါ8တိသုံးညပေါင်းချင်းက9ရတယ်ကိုလီဝန်းချင်းရအဲကိုလီတည်းက9ပေးတယ်တခါဒီမှာခွန်ခွန်လေးပေါင်းချင်းက3ရတယ်38ဝန်းချင်း38ဝန်းချင်းနဲ့ရ3ပေးတယ်တခါဒီမှာ6ချောက်ပေါင်းချင်း4 4နဲ့9နဲ့ပေါင်းတော့လဲ3ပဲရတယ်တော့ဒီမှာလဲ38ဝန်းချင်း38ဝန်းချင်းနဲ့3ပေးတယ် တခါ133 3ပေါင်းချင်းကခွန်ရတယ်ခွန်နှစ်ဝန်းချင်းခွန်နှစ်ဝန်းချင်းနဲ့ကကျွန်တော်နှစ်ပေးတယ်တခါဒီမှာ9နှစ်တုံ့ပြန်ပေါင်းချင်းတိရတယ်ဆိုတော့16ဝန်းချင်းရတယ်16ဝန်းချင်းနဲ့ကအာတစ်ပေးတယ်ဒါဆိုရင်ဒီကောင်ကကျတော့အာ၄ကိုဝန်းချင်းပေါ့နော်၄ကိုဝန်းချင်းဆိုတော့တခုရှိတယ်ဒီမှာကြတော့ဒီမှာကြတော့ဘားလေးရဲ့ငားရဲ့ပေါင်းချင်းอ่ะ 900အလေးရတယ်လေကိုဝိုင်းကြီးတစ်ခုရှိတယ်နော်အဲ့ဒီတုံးတဲ့ကတ်မဲ့ကောင်လေကိုဝိုင်းကြီးဒီမှာတစ်ခုရှိတယ်လေကိုဝိုင်းကြီးဆိုတော့တစ်ခုရှိတယ်နော်ဒီကိုဝိုင်းကြီးတစ်ခုရှိဟုတ်ပြီဆက်ကြည့်ဒီမှာကကိုနှစ်ပေါင်းကြီးရတဲ့နော်တစ်တစ်ဆိုရင်ဒီမှာတစ်ချောက်ဝိုင်းကြီးရဒါတစ်ချောက်ဝိုင်းကြီးနဲ့တစ်ပေးတယ်တခါတစ်သုံးပေါင်းကြီးရလေးနော်လေကိုဝိုင်းကြီးရ ဒီကိုဝိုင်းကြီးနေရကိုတခါဒီမှာဆိုရင်ကိုလေးပေါင်းကြီးက3 3ရှိရတယ်เนาะ3 3ရှိရတယ်3ရှိဝိုင်းကြီးနေရ3တခါ8 3ညပေါင်းကြီးက8เนาะ8 3ဝိုင်းကြီးရ8 3ဝိုင်းကြီးနေရ3တခါဒီမှာဆိုရင်9 1ပေါင်းကြီး3ည5เนาะ3ည5ဝိုင်းကြီးရမယ်3ည5ဝိုင်းကြီးနေရကျွန်တော်5တခါဒီမှာ8 1ပေါင်းကြီး9เนาะဒီမှာဆိုရင်9လေးဝိုင်းကြီးရတယ်9လေးဝိုင်းကြီးနေရကျွန်တော်4ပြီးတယ်ဒါဆိုရင်ဒီမှာ1 3ညပေါင်းကြီးက တည်ရတယ်နော်တစ်ချောက်ဝန်းကျင်ဆိုတာရှိတယ်အဲ့တစ်ချောက်ဝန်းကျင်ဒီကျွန်တော်နှစ်ခါလာတွေ့ရနော်တစ်ချောက်ဝန်းကျင်ဒီမှာတစ်ချောက်ဝန်းကျင်လာတွေ့ရဆိုတော့တစ်ချောက်ဝန်းကျင်ကကျွန်တော်နှစ်ခါတွေ့ရနော်တစ်ချောက်ချင်းဒီကျွန်တော်ပထမတစ်ခါရဲ့အခုဒုတိယတစ်ခါနှစ်ခါတွေ့နော်နှစ်ခါတွေ့ပြီနောက်တစ်ခုကကျတော့ဒီမှာဝန်တာလေးကိုဝန်းကျင်တစ်ခုရှိနော်ဒီမှာနှစ်ကိုနှစ်ကိုဆိုတော့ဒီမှာတစ်ခုပြမယ်နော်ဒီမှာကတစ်ချောက် 3ပေါင်းချင်း9တဲ့တိ6 3ပေါင်းချင်း3ည3ည9တော့နှက်ခတ်ယူတာ3ည9နဲ့3ည2တခါ9 3 3ည9ပေါင်းချင်း2ည2နှက်ခတ်4 2 4ဝန်းချင်းနဲ့2ည2เนาะ2ည2တခါဒီမှာ9 9 2ပေါင်းချင်း9 2 9ပေါင်းချင်း4 2ည2နှက်ခတ်က4ဆိုတော့ဒီမှာ4ည2เนาะ4ည2ဒါဆိုရင်ဒီမှာ9 4 1ပေါင်းတော့9 4 1ပေါင်းချင်းကဒါ4ည2เนาะ4ဆိုတော့4နှစ်ဝန်းချင်းရှိတယ်เนาะ4နှစ်ဝန်းချင်းရှိအဲ့တော့ကျွန်တော်တို့က3နဲ့တွဲမယ်ကောင် ုံးလက်တွဲမဲ့ကောင်ကြီးကျွန်တော်ရထားတာသုံးပါသုံးပိုင်းသုံးသုံးပေါ့နော်သုံးအပိတ်ဆိုတာရတယ်နောက်တစ်ခုနောက်တစ်ခုခြံသေးတယ်ပေါ့အဲ့ဒါလေးတစ်ချက်ထပ်ပြတော့နောက်တစ်ခုကကြတော့သူကဒီနှလုံးပေါင်းခြင်းက၈၈เนาะ၈ဆိုတော့လေသူက၈၃လို့ရေးလိုက်เนาะ၈ဆိုတော့၈၃လို့ရေးလိုက်အဲ့လိုမျိုးဖြစ်ဖို့ဒီ6ရေဒီ6ရေပေါင်းခြင်း10ဖြစ်တယ်เนาะတခါဒီခွန်6ပေါင်းခြင်း6အ 6-1လို့ရေးလိုက်6-1လို့ရေးဒါဆိုတော့လေသူကဒီ6ရယ်ဒီ3ရယ်ပေါင်းရင်ဒီ1ဖြစ်တယ်เนาะတခါ6-3ပေါင်းရင်9ဆိုတော့တဲ့9-4လို့ရေးလိုက်เนาะ9-4လို့ရေးလိုက်9-4 9-4ဆိုတော့ဒီ9ရယ်ဒီ3ရယ်ပေါင်းရင်က9เนาะဒီ9တခါ3-3ရယ်ပေါင်းရင်3เนาะ3ဆိုတော့3-8လို့ရေးလိုက်เนาะ3-8လို့ရေးလိုက်ဆိုတော့3-8ပေါ့เนาะ3-8 3-8ဆိုတော့တဲ့ဒီ8နဲ့ဒီ9နဲ့ပေါင်းရင်က3เนาะ တခါဒီမှာနှင်းငါးပေါင်းချင်းရခွန်နော်ခွန်ဆိုတော့ခွန်နှစ်ခွန်နှစ်ဝိုင်းချင်းခွန်နှစ်ခွန်နှစ်ဆိုတော့ဒီမှာတစ်ရဒီတစ်ရပေါင်းချင်းနှစ်ဒါလိုမျိုးပေးနေတယ်ဒါဆိုရင်ဒီလေးတစ်ပေါင်းချင်းရငါးနော်ငါးဆိုတော့ငါးတုံညာလို့ရေးလိုက်မယ်ငါးတုံညာလို့ရေးလိုက်နော်ငါးတုံညာလို့ရေးလိုက်ဒါဆိုရင်ကျွန်တော်ဒီ9ရဒီ9ရဒီကဘာနဲ့ပေါင်း6နဲ့ပေါင်းရင်9ဖြစ်မယ်နော်6နဲ့ပေါင်းရင်9ဖြစ်မယ်ပြီးခါကျ9နဲ့1နဲ့ပေါင်းရင် တုံညာဖြစ်မယ်ဒါဆိုဒီမှာလဲ6တစ်ဆိုတာတကူကထပ်ပြီးတော့လာတွေ့ရပါတော့ဒီမှာတော့6တစ်အပိတ်ဆိုတာလာတွေ့တော့ဘုနာတော့6တစ်ချင်းညီလည်းရှိတယ်နော်အဲ့တော့6တစ်အပိတ်ဆိုတာလာတွေ့ရအဲ့တော့ကျွန်တော်တို့ကအာ3ကိုတွေ့ရပါတော့3က3 3 3အပိတ်ဆိုတာလည်းလာတွေ့ရနော်6တစ်ကအပိတ်မှာလည်းတစ်6လာတွေ့တယ်ပြီးတော့ကြချင်းနှစ်ခုလည်းရှိတယ်ဘုနာတစ်6တစ်6 6တစ်ပေါ့နော်6တစ်6တစ်တစ်ချောင်းပေါ့နော်တွေ့တယ်နောက်4 9ဝန်းကျင်ရှိတယ်4နှစ်ဝန်းကျင်ရှိတယ်နော် ဒီနေ့ဝန်ကြီးရှိတယ်။အော်ဒီကကျွန်တော်တို့ကဒီ16429နဲ့3နဲ့ကတ်ပါပဲเนาะအဲ့လိုလည်းကတ်လို့ရတယ်ပြီးတော့ဒီမှာဆိုရင်ဘုံတူတာတွေရှိရပေါ့เนาะဒီမှာဆိုရင်4ဆိုရင်ဒီထဲမှာဆိုရင်အာ4တူတာတွေရှိရเนาะဒီမှာဆို4တူတယ်ဒီမှာ4တူတယ်ပေါ့เนาะ3 4ဆိုတာမျိုးကတ်လို့ရတယ်เนาะ3 4ကတ်လို့ရတယ်ပြီးတော့ဒီက16 3ချက်တူတာရှိတယ်16နဲ့3နဲ့တွဲလို့ရတယ်ပေါ့เนาะအဲ့လိုတွေ တွဲတွဲကြည့်မယ်ဗောနော်အဲ့တော့စပြီးတော့ကျွန်တော်တို့က3ကင်တာဖြစ်တယ်လွယ်3 3ဗောနော်4-3ဗောနော်4-3ရှိမယ်เนาะ2-3ရှိမယ်เนาะ2-3ရှိမယ်ဒါ6-1နဲ့တွဲရအောင်เนาะ6-3ဆိုတာရှိမယ်6-3ဆိုတာရှိမယ်ပြီးတော့6-3ရှိမယ်6-3ကတော့3-6ပါထည့်ရမယ်တို့ကအပိတ်ထိပ်ပိတ်ဗောနော်အပြန်အလှန်နေထည့်ရမယ်ပြီးတော့အာ1-3ရှိမယ်ဗောနော်1-6ဝင်နေတယ်1-3 3-1ဗောနော်ဒါနောက် ဒီ၄နဲ့6တင်းနဲ့တွဲမယ်ဆိုတော့၄6ရှိမယ်နော်၄တရှိမယ်ပေါ့၄တရှိမယ်နော်၄6၄တရှိမယ်နောက်တစ်ခုကဒါ၄နဲ့6တဟောင်းကြီးနဲ့တွဲထားပေါ့၃နဲ့ပတ်သက်လို့ကတော့ဂုံပါပြီနော်၃နဲ့ပတ်သက်လို့ကဒီမှာအပေါ်မှာ၄3တွဲပြီးထားတယ်2 3တွဲပြီးထားတယ်6 3တွဲတယ်6 3 3 6ရှိမယ်1 3ရှိမယ်နော်ဒါမျိုးဆိုတော့၃နဲ့ပတ်သက်လို့ကုံအဲ့တော့၄6၄တရှိမယ်ပြီးတော့ကျတော့6 6 8တရှိမယ်နော် 6เนาะ9ติဆိုတာရှိမယ်เนาะ26 1ติဆိုတာရှိ26 1ติဆိုတာရှိเนาะဒါမျိုးတွေရှိမယ်เนาะအဲ့ထဲရမှာကျွန်တော်တို့ကအာဘေကနန်ကိုဟောပြမလဲထိုးထိုးလို့ကောင်းတင့်တော်မလဲပေါ့เนาะအဲ့ဒါရွေးမယ်ဆိုရင်ကျွန်တော်ကတော့ဒီ3နဲ့ပတ်သက်လို့ခြိုက်တဲ့အတွက်ကြောင့်ကျွန်တော်36ခြိုက်တယ်ပေါ့เนาะ36တော့เนาะ37เนาะ37 37ခြိုက်တယ် နောက်ဒုတိယခြိုက်တာကတော့ကျွန်တော်43ခြိုက်တယ်ဗောနော်43နော်43ခြိုက်တယ်23ခြိုက်တယ်နော်5 break 5 break ဒီ5 break ရေးတည်ပြီး2 3နော်5 break ဒီ5 break အဲ့၄ခွက်ဗောနော်ပြန်ကြအနေနဲ့ထိုးခြင်းတော့43လည်းထိုးလို့ရတယ်နော်နောက်29 29ထွက်ပြီးတိုင်းထွက်တတ်တယ်ခဏဒီထဲမှာတစ်ခုပါအဲ့ဒါပါ27 29လို့19လို့ထွက်ပြီးတိုင်းထွက်တတ်တယ်ခဏ27ဆိုတာပါတယ်နော်အဲ့ဒါပါပဲ 6336ကတော့ main ပေါ့နော် main နေနဲ့ထိုးမယ်ဆိုတော့6336ကို main ထိုးပါမယ်ဒီကနေ့ပေါ့နော်အဲ့ကနေ့ main ထိုးမယ်နောက်23 main ထိုးမယ်ပေါ့နော်ဒါပါပဲအားလုံးပဲညနေခင်းခံကောင်းကြပါစေ၃ထပ်တွေ့တယ်ပေါ့နော်ညနေ3ထပ်တွေ့တယ်